ခန္ဓာသက်လေးတေမာကြောက်လို့ဘဝအသေးခံပြီးတော့ခန္ဓာသက်လေးတေမာကြောက်လို့နာမည်အသေးခံပြီးတော့ခန္ဓာသက်လေးတေမာကြောက်လို့သမိုင်းအသေးခံပြီးတော့သွားပြီးတောက်တိုင်တပွဲလုံနေရင်ဒီလူတယောက်ရဲ့ဘဝရက်တွေရှင်သန်မှုတွေဘာမှအသေးမရှိဘူးဆက်လက်ပြီးတော့သိခါတော်ရဆရာတော်တရာပေသူကိုသိခေါ်ကြပါတယ်ဆရာကြီးတရားအနေနဲ့လည်းပဲဒီနေ့တော်လန်ကြီးအခြေအနေတွေကိုချစ်ချွပြီးတော့ပေါ့နော်ဓမ္မဟောဓမ္မတိကျမ်းတွေနဲ့ချိန်ညှိပြီးတော့မှပြရဲ့အတွေ့အမြင်တွေကို မျှဝေပေးဖို့ဖိတ်ခေါ်ပါတယ်ဗျာကျေးဇူးတင်ပါတယ်ဦးစင်အားလုံးပဲကိုယ်စိတ်ကပြချမ်းသာချမ်းသာကြပါစေဝိညာဉ်ရေးရလည်းလွတ်မြောက်ပြီးတော့ဓမ္မအလင်းနဲ့ဘဝရဲ့အဘိဓိရှိတဲ့အသက်ရှင်မှုများနဲ့ရှင်သန်ကြပါစေလို့ရှေးဥစွာမေတ္တာပို့သပြီးတော့ဆုတောင်းလိုပါတယ်တကယ်တော့ကျွန်တော်တို့အတိုင်းပြည်ဟာအခု ပူ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 ပြီးတော့ထင်ရှားလာပူပူပြီးမြင်သာလာတယ်ပူပူပြီးထင်ရှားလာတယ်ပူပူပြီးတော့မှလေပြင်းမှဆင်သွားသလိုနော်ပူထင်ရှားလာတယ်တချို့ကဒီလိုထင်တယ်နော်ဒီပစစ်စနစ်နဲ့စအာနာရှင်ကသူ့ရဲ့လောက်ရတရားသူတို့ဘက်နဲ့သူတို့သူတို့ဟာသူတို့တော့မှန်နေတယ်လို့ထင်တဲ့လူမျိုးတွေရှိတယ်တချို့အဟုတ်လားပဲသူတို့ကလည်းတိုင်းပြည်တွေလောက်နေတာပဲသူတို့ကလည်းတရားတွေတရားတွေလောက်နေတာပဲဆိုတော့အဲ့တော့ဒီလိုရှိပါတယ် ကျွန်တော်အမြဲတမ်းပြောနေတဲ့အတိုင်းယေရှုခရစ်တော်ကလည်းဓမ္မသစ်မှာအမြဲတမ်းပြောခဲ့တဲ့အတိုင်းပဲเนาะအသီးကိုကြည့်ရင်အပင်ရဲ့သဘောကိုသိရတယ်ဆိုတဲ့သဘောတိုင်းပါပဲအသီးကိုကျွန်တော်တို့ကကြည့်နော်ကျွန်တော်အစတော့ကလေဒါကျွန်တော်ယူသသပြောပါမယ်အစတော့ကကျွန်တော်ဒီတော်လိုင်းအင်အားစုဒီထဲကနေပြီးတော့ဒါသဘောထားပေါ့เนาะဘာလို့မဆိုကျွန်တော်တို့ကဒီခံပြင်းစိတ်နဲ့ပြင်ထန်ကြပါလေတတိ passive ဆိုတာကို passive စက်တက်ဆိုတာကိုပြောတော့ကျွန်တော်လေး ဟာဒီစကလုံးကြီးရတော့ကွာနည်းနည်းမြန်ပြင်ထန်နေမလားနည်းနည်းလူစကားနဲ့တာမန်စကားနဲ့ပြောနည်းနည်းလွန်နေမလားလို့ကျွန်တော်ဒီလိုထင်တာဘာလို့ဆိုတော့ကျွန်တော်အသက်ကြီးပဲနဖက်စစ်ဆိုတာကျွန်တော်တို့ကြုံခဲ့ဘူးတယ်ကြားခဲ့ဘူးတယ်စာရီသင်ခဲ့ရဘူးတယ်အဖိုးတွေအဖေတွေပြောတဲ့ဟာကိုနားမှာကြားခဲ့ဘူးတယ်ဖက်စစ်ဆိုတာအလွန်အင်မတန်မှရစ်စစ်ချမ်းကြုတ်ဘာလို့မှငင်ညာခြင်းမရှိတနာခြင်းမရှိစာနာခြင်းမရှိဒီလိုတွေကြုံခဲ့ချားခဲ့ဘူးတော့နော်သိခဲ့မြင်ခဲ့ဘူးတော့ဖတ်ရမှတ်ရဘူးတဲ့ခါကျ ဟာဒီစစ်တပ်ကိုဒါငါတို့ဘာမှဒီစစ်တပ်ပဲကွာဗောနော်ဒီစစ်တပ်ကိုဖက်စစ်လို့စကလုံးတက်လိုက်တာဟာနည်းနည်းလေးများလွန်နေသလားလို့ကျွန်တော်အဆမှာဒါယူသားကျွန်တော်ပြောတယ်အဲ့လိုစိတ်ထဲမှာထင်မိတယ်ဒါပေမဲ့အခုကဆော့ဆော့ကျွန်တော်ပြောခဲ့တဲ့စကားပဲပို၍ပို၍ပို၍မြင်းသားထင်သားပေါ်တွင်ထင်ရှားလာတာကဖက်စစ်လို့အမိတက်တာတောင်မှလူနေသေးသလားလို့ကျွန်တော်ကမြင်လာပါတယ်နော်စာနာမှုမရှိကိုချင်းစာတရားမရှိတနာချင်းညတာချင်းဆိုတော့ဝေလာမဝေနော် ဟိမနာကျေးဇူးပြုခြင်းမေတ္တာဆိုတော့ဝေလာမဝေဆိုတော့ဒီစစ်အာဏာရှင်ကနေရာတိုင်းမှာပြောကြခြင်းဆိုကျွန်တော်ဒီလိုတွေးတယ်တွေးပြီလေဗျာเนาะတာမန်အနေနဲ့ဒီလူတွေဟာမကောင်းတာကိုပဲတိုင်းပြည်ပြည်သူလူတို့ဆုပ်ယုပ်ဖို့ခက်ခဲဖို့ကြက်တဲဖို့ပုံပြီးဆင်းရဲဖို့ပုံပြီးဆုပ်ပြတ်သွားဖို့ပဲမိုးလင်းမိုးချုပ်ဒါကိုပဲတွေးပြီးတော့လုပ်နေသလားလို့တောင်မှ ျွန်တော်ထဲမှာထင်မိမြင်မိတယ်ဘာကြောင့်လဲဆိုတော့တိုင်းပြည်မှာဒီကနေ့ဖြစ်ပျက်နေတဲ့နော်ဆုတ်ယုတ်မှုတွေကြံ့စင်မှုတွေပျက်စီးမှုတွေမတည်ငြိမ်မှုတွေတရားဥပဒေမစိုးမိုးခြင်းတွေဆိုတော့အာနာရှင်ကအာနာကိုတနပ်ပြောင်းလာမှာထားပြီးတော့အာနာကိုပါဇက်ကနေပြီးတော့ဥပဒေပြုတ်ပြီးအုပ်ချုပ်နေတဲ့သူတွေကိုယ်တိုင်ပင်လည်းနေရဒေသအားလုံးမှာမတရားမှုတွေနဲ့လှုပ်ဆောင်နေတယ်အနာဂတ်ရဲ့လူငယ်ပေါင်းတွေ ယောက်ျားမိန်းမအနာကဲလူငယ်ပေါင်းမယ်ဒီအညွတ်နေကြိုးကုန်ပြီနော်ចောင်းသူចောင်းသားလေးတွေပညာရေးဘာရှိတော့လဲအခုဘာရှိတော့လဲဆောဆောရှေ့မှာပြောခဲ့တယ်လို့ပဲဆရာတော်မြင့်တော်ညာပြောခဲ့တယ်လို့ပဲမကောင်းတာဟိဟိဆိုရင်နံပါတ်1ဖြစ်နေတယ်ကောင်းတဲ့အရာကြောင့်ဟုံးအောက်ဆုံးမှာနော်အောက်ဆုံးမှာဖြစ်နေတယ်ဆိုတော့ကျွန်တော်တို့အတိုင်းကြီးရမကောင်းတဲ့ဘက်မှာပဲ notorious မကောင်းတဲ့ဘက်မှာပဲကြော်ချနော် အခုဆိုရင်အုပ်အပေါင်းနဲ့ကျွန်တော်က Japan ဆိုတာတကဘာလုံးကိုလိမ့်လေတဲ့ကြပြီးတကဘာလုံးကစကန်ပါလုပ်နေတယ်တကဘာလုံးကမဒုစိုက်ကိုနော်အပြစ်တွေပြီးတော့လုပ်နေတယ်ဟာကြီးအခုဘာမှပြီးမှာအကြီးကျယ်ဟိုမှာဟမ်တကဘာလုံးကိုလိမ့်နေလှည့်ပြတာဂိုင်းကြီးကဘာမှပြီးမှာရှိနေတယ်ဆိုတဲ့ပုံစံမျိုးအိမ်ဒီမှာချက်နိုင်ငံကြီးမှာတော်တော်ကဘာမှတော့လကဒီနာမည်ကြီးထွက်နေတာဒါကြီးကဘာကြောင့်လဲဆက်စောကအာနာရှစနစ်ဆိုးကြောင့်ပဲစမန်လာမင်း ်မျိုးအင်းလေးကပြောခဲ့ပါလေဝိချောင်းမဟုတ်ဘူးခစ်ချောင်းစနစ်ချောင်းဝိနာကံနာမဟုတ်ဘူးခစ်နာစနစ်နာဖြစ်တယ်ဆရာတော်နော်အရှင်ဒေဇာနန္ဒပြောခဲ့တယ်လို့စနစ်နာခစ်နာအပြင်ဂျင်းနာဖြစ်နေတယ်ဆရာတီတော့တီကဲရင်ဆုံယုတ်ချက်တဲ့ဆုတ်ပြတ်တတ်သွားအောင်တိုင်းပြည်ကိုဆွဲချသွားတဲ့သူတွေကစစ်အာဏာရှင် ဖက်စစ်စစ်အာဏာရှင်ဆိုရင်ဒီဖက်စစ်စစ်အာဏာရှင်ကလုံလိုက်လို့ဒီຢာတွေကအောက်ဆုံးထိရောက်သွားတယ်အဆုံးဆုံးတော့ဒီအခုဆိုဘာပြောကြအောင်မရှိတော့ပညာရေးစီးပွားရေးလူမှုရေးနောက်ဆုံးကျွန်တော်တို့ဘာသာရေးနော်ဘာသာရေးမှလည်းအခက်အခဲချက်တဲတွေအများကြီးဖြစ်လာစီးရေးနိုင်ငံရေးလူမှုရေးကအဆအကောင်အားလုံးကနောက်အဆုံးဆုံးတော့အောက်ဆုံးထိအောင်ကြာသွားပြီးငွေရေးချေးရေးတန်ဖိုး ကုံစည်းနှုတ်လူတွေရဲ့စောင်းဝင်နေမှုလူတွေရဲ့လူတန်းစေနေနိုင်တာလည်းမရှိတော့ဘူးလူကုံတိတ်ခါတော့မရှိတော့ဘူးလူကုံတိတ်ခါတော့မရှိတော့ဘူးเนาะလမ်းမပေါ်မှာကြီးလန့်ဆန်စားသွားနေရတယ်ညနေနေစောင်းပြီဆိုရန်ကုန်မြို့ကြီးရဲ့ညခွာနိုင်ဆိုလူမရှိတော့ဘူးလေကျွန်တော်လမ်းမြည်တယ်ဟွညစနေ7နာရီဒီစီကားတိုက်မြိုက်ခဲ့တယ်ကျွန်တော်7နာရီလောက်တခါလေးအိမ်မပြောရင်လမ်းထိပ်လက်ပိထွက်တော့နေတယ်မြို့ကြီးအခု9နာရီလောက်ဆိုသူပါသွားပြီလေ ဒီလိုမျိုးတွေဖြစ်တာကဘာကြောင့်လဲဆိုရင်အာတမအမှုကိုပြုတော်ကြောင်းအာတမအမှုနဲ့အုပ်ချုပ်တော်ကြောင်းအာတမအခွင့်အာဏာနဲ့အာတမအာဏာနဲ့တိမ့်ပိုက်တော်ကြောင်းဒီလိုမျိုးတွေဖြစ်သွားတာဒါဆိုရင်အခုကျွန်တော်တို့တိုင်းသူပြည်သားတွေကဒီဟာအာတမဖြစ်တယ်ဆိုတာကိုမြင်ရမှာတွေ့ရမှာသိရမှာနော်ဆရာဆောဆောပြောသွားတယ်ဆရာတော်မင်းတို့ညာလည်းပြောသွားတယ်ကောင်းတော်လည်းပြောသွားတယ် ဆရာတော်အရှင်ဒီဇာနန္ဒာလည်း host လုပ်ဝင်နေပြောတယ်ပြီးခဲ့တဲ့လာ academy ပွဲပွဲအမှုပညာရှင်တွေရုပ်ရှင်သဘင်ဂီတနော်အမှုပညာရှင်တွေတကယ်တော့မန္တိုင်လေးကိုမှစပေးလဲပါပါတယ်နော်ဆိုတော့ခလိုက်ပါတော့ academy ပွဲပွဲဆိုတော့ရုပ်ရှင်ရဲ့ဂီတရဲ့သဘင်ရဲ့တက်ရောက်ကြတယ်ပေါ့လေဆိုတော့အတ္တမအမှုခံခဲ့မြဲမြံနေရတဲ့အကြောင်းတရားတွေတဲပါတောက်တိုင်းဆိုတဲ့အကြောင်းတရားတစ်ခုလည်းပါတယ် ဒီအတ္တမစေအာနာရှင်မိဇ္ဇာအာနာရှင်ကိုတောက်တိုင်တဖွဲ့ဝမ်းပေးနေတဲ့ရံပေးနေတဲ့တောက်တိုင်တဖွဲ့ထောက်ပေးနေတဲ့သူတွေချောက်လောက်ရတေချောက်စိတ်နေစိတ်ထားတွေချောက်ဒီအာနာရှင်ကတည်မြဲနေတဲ့အကြောင်းတရားတွေအများကြီးထဲမှာဒီတစ်ခုတည်းပါတယ်ဆိုရင်ကျွန်တော်တို့ကအတ္တမဆိုတာကိုတည်တည်ချာချာသိပြီအတ္တမအမှုဆိုတာကိုမြင်ပြီးတွေ့ပြီဆိုရင်ဒီအတ္တမကိုတွန်းလှန်ရမှာက လူဆိုတဲ့လူပိသတဲ့လူတွေရတမိုင်းပဲတာဝန်ပဲဖြစ်တယ်။ဆောက်ဆဆီမလာမင်းကြီးကပြောသွားတယ်သူသူကြုံတွေ့ရတဲ့အရာနဲ့ပတ်သက်ပြီးတော့တေမာကြောက်တယ်တဲ့။တေမာကြောက်တယ်နော်။ကျွန်တော်ပြောပါမယ်။လူဟာလေခန္ဓာကြီးရှင်သန်နေပြီးတော့နာမည်သိသွားရင်ဗာဒိပဲရှိမလဲ။ခန္ဓာတော်ရှင်တန်နေပါတယ်နေ့နေ့သူကစားနေတယ်တောက်နေတယ်သွားနေတယ်လာနေတယ်ငွေနဲ့ရနေတယ်လုပ်ငန်းနဲ့လုပ်နေတယ်ဒါပေမဲ့နာမည်သိပြီးပြီဘဝသိသွားပြီဆိုဘာလို့ဘာလို့ပဲရှိလဲလောကမှာ ိတ်ဖို့စားဖို့ပတ်စံရဖို့ကာမဥစည်းစိမ်ခံစားဖို့ဆိုရင်အိတ်စားကာမဤသုံးပါအဲ့ဒါအတွိတ်ဆံရတဲ့ဘောလူအနေနဲ့အသက်ရှင်ရက်တည်မှုရဲ့ဘဝအတိတ်ပဲဘဝအနှစ်သာရမရှိတော့မှလည်းဘာမှမရှိဘူးလေ။ဘာဖြစ်လဲ။အတ္တမကိုဖောက်ခံနေတယ် အတ္တမကိုအတ္တမမှန်သိပါလျက်ကဲနဲ့သွားပြီးတော့အเจ้าမျိုးမျိုးတွေကြောင့်ဆော့ဆော့ပြောတယ်တေမာကြောက်တယ်တေမာကြောက်လို့ခန္ဓာသက်လေးတေမာကြောက်လို့ဘဝအသေးခံပြီးတော့ခန္ဓာသက်လေးတေမာကြောက်လို့နာမည်အသေးခံပြီးတော့ခန္ဓာသက်လေးတေမာကြောက်လို့သမိုင်းအသေးခံပြီးတော့သွားပြီးတောင်းတိုင်တပွဲလုံနေရင်ဒီလူတယောက်ရဲ့ဘဝရက်တွေရှင်သန်မှုတွေဘာမှအတိတ်မရှိဘူးအဲ့တော့ကျွန်တော်တို့အတိတ်ကအစ္စလာမ်ဘာသာဟိန္ဒူဘာသာဗုဒ္ဓဘာသာ ခရစ်ယာန်ဘာသာအစ္စလမ်ဘာသာအစ္စလမ်ဘာသာဟိန္ဒူဘာသာဗုဒ္ဓဘာသာခရစ်ယာန်ဘာသာဘယ်လိုပဲပြောပြောဘာသာဆိုတာတရားသောအမှုဓမ္မဘက်မှာယက်တည်သောသူများအစုအဖွဲ့အစီဖြစ်တယ်ဘာသာရင်းဘာသာရင်းကမြစ်တာကိုခြေခံတဲ့နံပါတ်1ကဓမ္မဓမ္မလမ်းကြောင်းမှာသွားတယ်နံပါတ်1ကမြစ်တာကိုခြေခံတာဖြစ်တယ်နံပါတ်1ကဓမ္မလမ်းကြောင်းမှာသွားတယ်ဘယ်ဘာသာကမှအတ္တမကိုလက်မခံဘူးဘယ်ဘာသာကမှလည်း အတ္တမကိုမတိုက်တုံးဘူးဘယ်ဘာသာကမှလည်းအတ္တမလုပ်ဖို့အာမပေးဘူးဘယ်ဘာသာကမှလည်းအတ္တမပြုတ်ဖို့အတွက်မတွန်သင်ဘူးလမ်းမပြဘူးတမန်ချမ်းစာမှာလည်းအတ္တမမှုကိုလက်မခံရဘူးဆိုတာအတိလင်းပေါ်ပြတယ်ထာဝရဘုရားတည်မတရားသောမှုကိုဆက်ဆုံရွှေရှာတော်မူဤဓမ္မရာဆိုရင်ချုပ်ဒုတိယအဆောင်အခန်းကြီး16မှာဒီတိုင်းပဲပြောတယ်ဘုရားခင်ကိုယ်တိုင်ကဘုရားရှင်ထာဝရဘုရား အနန္တကိုရှင်ဘုရားချစ်ချစ်မြတ်တာနဲ့ပြည့်စုံတဲ့ဘုရားပါတဏှချင်းကြည့်မှန်းနဲ့ပြည့်စုံတဲ့ဘုရားပါဒါပေမဲ့ဒီချစ်ချစ်မြတ်တာတဏှချင်းကြည့်မှန်းနဲ့ပြည့်စုံတဲ့ဘုရားတောင်ကအတ္တမအမှုကိုဆက်ဆုံရွန်ရှာတယ်လို့တမန်ကျမ်းစာဖော်ပြထားတယ်ဆိုရင်ဘုရားဘာသာဝင်မှာမဟုတ်ဘူးအစ္စလမ်ဘာသာဝင်မှာမဟုတ်ဘူးဟိန္ဒူဘာသာဝင်မှာမဟုတ်ဘူးခရစ်ယာန်ဘာသာဝင်မှာမဟုတ်ဘူးဘာသာတိုင်းဘာသာတိုင်းရဲ့ဘာသာဝင်တိုင်းဒီဘာသာဝင် ဖြစ်တယ်ဆိုရင်ဘာသာကြီးပါလေကမ္ဘာလမ်းကိုရှာလမ်းတယ် ဲ့တော့သင်ကဘာသာဝင်ဖြစ်တယ်ဗုဒ္ဓဘာသာဝင်ဖြစ်တယ်ဟိန္ဒူဘာသာဝင်ဖြစ်တယ်အစ္စလာမ်ဘာသာဝင်ဖြစ်တယ်ခရစ်ယာန်ဘာသာဝင်ဖြစ်တယ်ဆိုပြီးတော့ဓမ္မလမ်းကိုမလျှောက်လမ်းမှုဆိုရင်သင်ဒီဘာသာဝင်စစ်မဖြစ်ဘူးမဖြစ်နိုင်ဘူးဟန်ဆောင်နေတာလိညာနေတာလှည့်ပြားနေတာမှုတာနဲ့အနတ္တကိုစိတ်ကပ်နေတဲ့သူပဲဖြစ်တယ်သင်ရဲ့ဘဝရဲ့ယက်တီချက်ကသင်ရဲ့ဘဝသွာလာမှုရှင်သန်မှုဟာအနတ္တနဲ့မှုတာထဲမှာပဲတနေ့ကြရင်ပျက်စီးဆုံးရှုံးခြင်းမရပါပဲဒါတော့စောစောကကျွန်တော်တို့ခါသာတေးဥဆောင်ကိုအောင်တော်ကပြောခဲ့တယ် နော်အမှုပညာရှင်ကိုအောင်တော့ပြောခဲ့တယ်ဒီအပိုင်းပိုင်းလေးတွေခွဲပြီးတော့ပေါ့အပိုင်းပိုင်းလေးတွေအတန်းစားလေးတွေခွဲပြီးတော့ပြောခဲ့တယ်အမှုပညာရှင်ရှင်းနေသေးပါအဲ့တော့အမှုပညာရှင်ကျွန်တော်လောကမှာလေးစားတာလေလောကမှာလေးစားတာကျွန်တော်တော့ဘာသာရေးသမားဆိုတော့ဘာသာရေးမားပေါ့ဗျာဘာသာရေးကောင်းဆောင်ပြီးရင်တော်လှန်ရေးစိတ်ဓာတ်အပြည့်ရှိတော်သူများပြီးရင်အမှုပညာရှင်ဒီလူတွေကကိုယ့်ရဲ့ယုံကြည်ရက်တည်မှုအတွက်အသက်ပေးရတယ် စစ်မှန်တဲ့သူဆိုရင်စစ်မှန်တဲ့အမှုပညာရှင်ဆိုရင်ကိုယုံကြည်ချက်တည်မှုတွေအသက်ပေးရတယ်စစ်မှန်တဲ့တော်လှန်ရေးသမားကကိုယုံကြည်ချက်တည်မှုတွေအသက်ပေးရတယ်စစ်မှန်တဲ့ဘာသာရေးလျှောက်လန်းသူဘာသာရေးကောင်းစွာကိုယုံကြည်ချက်တည်မှုတွေအသက်ပေးရတယ်ကျွန်တော်တမန်ကျဆာမှာအများကြီးပဲကနဦးသိန်းတော်ဆိုရင်အာလီချက်ချက်စ်လို့ခေါ်တဲ့ကဘာမှာခရန်နော်ဦးဆုံးဖြစ်တဲ့ပရမယာစုမှာဆိုရင်တပည့်တော်ဆန်နပါနော်ဒီတမန်တော်တွေဆိုရင်တယောက်မှချအကုန်မာတူရာအသက်ပေးပြီးတော့ပဲယုံကြည်ချက်တည်မှုကို ာဝယ်ပြီးတော့ခြောက်ခံခဲ့တဲ့လူတွေကြီးပဲဆိုလိုချင်တာကအနုပညာရှင်များတပါစစ်စစ်ဆိုရင်ဓမ္မအတွေ့ပြည့်ပြည့်ယုံကြည်ချက်တည်မှုတွေအသက်ပေးရပါတယ်ဒီလိုမှမဟုတ်ဘဲနဲ့ဟိုလိုလိုဒီလိုလိုအိုရောရောကြောက်ရောရောဆိုရင်တော့ဒါကဆောဆောကောင်းတော့ပြောခဲ့တဲ့အတိုင်းပါပဲအနုပညာရှင်ဓမ္မလို့ခေါ်ဆိုဖို့တော့မထိုက်တန်တဲ့သူများဖြစ်သွားပါတယ်ဒီလိုပါပဲကျွန်တော်ဘာသာရေးမှာလည်း ဘာသာရေးကောင်းဆောင်တယ်ဘာသာရေးကောင်းဆောင်ဆိုပုံစိုးတာပေါ့သူတို့ဘာကိုမြစ်တာကိုဝေမျှရမယ်သူတွေဓမ္မကိုဝေမျှရမယ်လူတွေဓမ္မကိုလမ်းညွှန်ရမယ်လူတွေကိုယ်တိုင်ကဓမ္မပေါ်မှာရှောက်နှမ်းပြီးတော့မှကိုယ်တိုင်ကဓမ္မဘက်မှာရက်တည်ပြီးတော့အတ္တမကိုယွန်ရှာဆက်ဆုပ်ပြီးတော့မှအတ္တမကိုတွန်းလှန်ပြီးတော့မှဓမ္မကိုမမမမခိုင်ခိုင်မမတော့ပြယုတ်ပြုတ်ရမယ်သူတွေဖြစ်တယ်ဘာသာရေးကောင်းဆောင်တွေကဒါကြောင့်မလို့ဓမ္မဝင်စားဒါကျွန်တော်တို့ခရိယံမှာတော့အဲ့လိုခေါ်တယ်။သင်ယုတ်ဆရာ Reverend သာသနာပြု တမန်တော်ပရောဖက်မဆတ်တဲ့ဒီလူဓမ္မနဲ့ဆိုင်တဲ့ဓမ္မဝိညာဉ်ဝိကုပြုတဲ့သူတွေအားလုံးကိုခြုံငုံပြီးတော့တခွန်းနဲ့နဲ့ပြောမယ်ဆိုရင်ဓမ္မဝင်ဆောင်သူဆောင်ထားရတဲ့ဝင်လို့ကဘာလဲဓမ္မအတ္တမမဟုတ်ဘူးနော်မတရားတော်မှုမဟုတ်ဘူးအနာရှင်ကိုတောက်တိုင်လောက်အောင်မဟုတ်ဘူးမတရားတော်မှုကိုတောက်တိုင်လောက်အောင်မဟုတ်ဘူးအတ္တမမှုကိုတောက်တိုင်လောက်အောင်မဟုတ်ဘူးအတ္တမမှုမှန်သိရင်အာနာရှင်မှန်သိရင်မတရားသောအမှုမှန်သိရင်ဒီအရာကိုတွန်းလှန်ရမှာဖြစ်တယ် ဓမ္မဘက်မှာကျွန်တော်တို့ကရဲရဲဝုံဝုံရက်တီပြီးတော့မှကိုယ့်ရဲ့ယုံကြည်ခြင်းကိုပြသတာမှဖြစ်တယ်တက်တိတ်ထူအောင်ဖြစ်တယ်ဒါကြောင့်မလို့ဒီနေ့ကျွန်တော်စကားသုံးဖို့ပြောချင်ပါတယ်နံပါတ်1တခွန်းပါလဲဆိုရင်လောကမှာလူပီတာတဲ့လူဖြစ်အသက်ရှင်ကြပါနံပါတ်2ကစစ်မှန်တဲ့အမှုပညာရှင်များအဖြစ်ရက်တီအသက်ရှင်ကြပါနံပါတ်3ကစစ်မှန်သောဓမ္မဝင်ဆောင် ဓမ္မဆိုတဲ့ဝင်ကိုစောင်ရွက်တော်သူများဖြစ်ပုံသက်တွေပြပြီးတော့လူတွေကိုအလင်းပေးပါလမ်းပြပါတွန်တင်ပါပို့ဆောင်ပါဒါလေးကိုတိုက်တွန်းခြင်းတယ်အဲ့တော့အခုတောင်းတိုင်လို့လုပ်နေတယ်ဖက်စစ်စစ်အာနာရှင်မိစ္ဆာကျွန်တော်ဒါဘာလို့ပြောလဲဆိုရင်မိစ္ဆာဆိုတာလေစတ္တမနဲ့ကျွန်တော်တမန်ကျမ်းစာမှာတော့စတ္တမနဲ့ဆိုစတ္တန်ဆိုရန်သူမန်နဲ့ဆိုဖြစ်စည်းခြင်းဖြစ်စည်းသောရန်သူအရာအလုံးကိုဖြစ်စည်းဖို့ပဲကြံစီတာမိစ္ဆာပဲ စတမနပဲစီဝါရေးဖြတ်စည်းပြတဲ့နိုင်ငံရေးဖြတ်စည်းပြတဲ့လူငယ်တွေဘဝအနာဂတ်ကိုဖြတ်စည်းပြတဲ့အကျဉ်းစာရိတ္တတွေကိုဖြတ်စည်းပြတဲ့ပညာရေးကိုဖြတ်စည်းပြတဲ့တိုင်းပြည်ကိုဖြတ်စည်းပြတဲ့ဖြတ်စည်းခြင်းစတမနအဲ့စတမနရဲ့လက်ကင်လို့ဖြစ်တဲ့သူကမိစ္ဆာပဲအကျဉ်းကိုစစ်အာဏာရှင်သည်မိစ္ဆာဖြစ်တယ်အဲ့တော့ဒီမိစ္ဆာကိုတောက်တိုင်လုံနေတဲ့သူတွေတွေးလိုက်မယ်တချို့ကတွေးလိုက်မယ်ဟဲ့ ဘယ်လိုလို့မင်းတို့နိုင်မှာလဲမင်းတို့တလောက်နော်ဟုတ်စကားစပြောတာမလားလူငယ်တွေကိုပြောတာမလားတချို့လူကြီးတွေကနိုင်ရောင်ခေါင်းနဲ့မတိုက်နဲ့နိုင်ရောင်ခေါင်းနဲ့မတိုက်ဟိုကနိုင်ရည်ကြီးနော်နိုင်ရမပြုတ်ဘူးခေါင်းပဲကွဲမယ်တဲ့တချို့လူငယ်တွေကပြန်ပြောတယ်ခေါင်းကွဲမယ်ဆိုတာသိတယ်တဲ့ဒါပေမဲ့တဲ့ဘလို့မှမရမခံမရနိုင်ဖြစ်လို့တိုက်တယ်ဗျာဆိုပြီးမှဒါမျိုးတွေတော့ပြန်ပြောတာနေရှိရနော်အဲ့တော့နိုင်ရန်ကြီးမင်းတို့ဘလို့လို့ဖြိုနိုင်မလဲမထင်နဲ့နော်မထင်နဲ့အချိန်ကာလတွေကကြာလာကြာလာကြာလာတာနဲ့အမြတ် အခု၄နှစ်တာကာလရောက်လာပြီတော်လန်ကာလဒီ၄နှစ်တာကာလရောက်လာပြီ၄ငါးနှစ်ထဲကိုချင်းနေဝင်ရောက်လာပြီအချိန်ကာလတွေဒီကြာလာကြာလာတာနဲ့အမြနေရာဒေသတိုင်းမှာနိုင်ငံရေးအရာစစ်ရေးအရာဓမ္မတီအောင်ပွဲခံဖို့အတွက်လက်တကမ်းလိုမှာနီးစပ်နေပြီဆိုတာအသိပေးခြင်းလဲမင်းတို့တွေမနိုင်နိုင်ဘူးငါတို့ဆက်ပြီးတော့မှငါတို့ကတောက်တိုင်ဖြစ်နော်စောစောဟိုဒါတော်တော်များများပြောနေတဲ့စကားနော်မကြမယ်တောက်တိုင်ဖြစ်ဆက်ပြီးတော့ပဲငါတို့ကဝိုင်းရံနေဦးမယ်အားပေးနေဦးမယ်ဆိုရင်တစ်ချိန်မှာတစ်ချိန်မှာ အနာဂတ်မှာတကယ်တော့ပြစ်ဆုံးပံမှာကျွန်တော်တို့ကြုံတွေ့ရင်ဆိုင်နေရတဲ့အရာတွေကကျွန်တော်တို့ကြော်ဖြတ်ခဲ့တဲ့လှုပ်ဆောင်ခဲ့တဲ့အရာတွေရဲ့အရာတွေကိုကျွန်တော်တို့ပြန်လဲပြီးတော့မှကြုံတွေ့ကြော်ဖြတ်နေရတာပဲဖြစ်တယ်ရင်ဆိုင်နေရတာပဲဖြစ်တယ်ဒီလိုပါပဲဒီအချိန်မှာကျွန်တော်တို့ရက်တီချက်မှန်ကန်ခဲ့မှတာနေတစ်ချိန်မှာကျွန်တော်တို့ဒီမှန်ကန်သောအကျိုးကျေးဇူးကိုခံစားရမှာဖြစ်တယ်ဆောစာဆီယာမလာမင်းညိုအင်လီယာပြောခဲ့တယ်ဝိညာဉ်ကံတာ လူတွေကပုံချတယ်နော်ကျွန်တော်ခရိယံမှာလည်းတချို့ရှိတယ်တချို့မဟုတ်ပါတော့တော်တော်လေးရှိတယ်ဟာထားလိုက်ပြီးမတတ်နိုင်ဘူးလေဘုရားသခင်အလိုတော်တိုင်းနော်ဘုရားသခင်အလိုတော်တိုင်းကခမည်းဘုဆက်ကထွက်တဲ့ဟာဘုရားသခင်အလိုတော်တိုင်းမဟုတ်ဘူးဘုရားသခင်အလိုတော်ကအလိုတော်ကဓမ္မဘက်မှာရက်တည်ပြီးတော့မှဓမ္မအားဖြင့်ဘဝအတ္တကိုလူသားစစ်မှန်တဲ့လူသားရဲ့ဂုံတိတ်ခံနဲ့စစ်မှန်တဲ့ဘဝတတ္တနဲ့အသက်ရှင်ဖို့အဲ့ဒါဘုရားသခင်အလိုတော် အကိုမတတ်နိုင်တိုင်းနောက်ဆုံးကံကံကိုပုံချတဲ့ပုံစံပြောဘုရားခင်လိုတော်တိုင်းလို့ဆိုတာအဲ့ဒါဘုရားခင်လိုတော်မဟုတ်ဘူးတကယ်တော့ဒီဝိညာဉ်ကံတာဆိုတာဆရာတော်ဆောစောပြောခဲ့တယ်လို့ပဲခြင်းထက်ခံရတဲ့စကားလို့ကျွန်တော်တို့မြင်တယ်ခံလဲခံယူတယ်နော်ခြင်းထက်ခံရတဲ့စကားလို့မြင်တယ်ကိုယ်ပဲလုပ်တာပါကံဆိုတာကကိုယ်ပဲလုပ်တာပါ အဲ့တော့ကျွန်တော်အနာဂတ်အတွက်ကံကောင်းမှုဆိုရင်ဒီကနေ့ကိုယ်တိမှန်ကန်သောလောက်ရမှန်ကန်သောဘက်မှာရပ်တည်ပြီးတော့မှန်ကန်သောဘဝတက်တာနဲ့အသက်ရှင်ဖို့အတွက်ဓမ္မကိုထောက်တိုင်ပြုဖို့အတွက်မှန်ကန်တဲ့ဘက်မှာထောက်တိုင်ပြုဖို့အတွက်အာဓမ္မကိုထောက်တိုင်မလုပ်ဖို့အတွက်မာယွန်းခြင်းနဲ့စိတ်မိတ်စာဘက်မှာမဝေးရန်ဖို့အတွက်ဒီနေ့ကျွန်တော်တို့ရဲ့ရွေးချယ်မှုတွေကျွန်တော်တို့ရဲ့ဆုံးဖြတ်ချက်တွေဟာမှန်ကန်မှုတို့တယ်ဆိုတော့ဓမ္မလမ်းကြောင်းလေးနဲ့ကျွန်တော်အနေနဲ့တိုက်တွန်းဝင်ရလိုပါတယ်အားလည်းအပေးချင်ပါတယ်ဒါကြောင့် ိုင်းပြည်ထဲမှာရှိနေတဲ့ပြည်သူပြည်သားများအားလုံးဘာသာဝင်ဘာသာဝင်တိုင်းအားလုံးအထူးသဖြင့်ကျွန်တော်တို့ရဲ့ခရင်မှာတပည့်တော်တွေအသင်းသူသင်းသားတွေယုံကြည်သူတွေဓမ္မဝင်ဆောင်တီးဟူသောဓမ္မတော်သာသနာပြုသင်းဥဆရာ Reverend Evangelist ဓမ္မဆရာဆရာမဆန်းလူဆရာမအပါဝင်နော်အရောက်တိုင်းတို့ဒီဓမ္မဘက်မှာရက်တည်ပြီးဓမ္မကိုယ်တော်လင်းတောက်တိုင်ပြုရဲ့အနာဂတ်ကာလမှာဓမ္မနိုင်ငံတော်ဖြစ်တည်ဆောက်ပြီးတော့မှာ ဓမ္မထဲမှာကျွန်တော်တို့ဒီဝမ်းမြောက်စွာပျော်ရွှင်စွာတာယာစွာအင်းငိမ့်စွာဘဝတက်တာကိုအတိတ်ပဲရှိသွားရှင်တန်ကြရအောင်လို့အပိတိုက်တွင်းနေဒီနေ့ကျွန်တော်ရစကားလေးဒီများနဲ့နေကုန်ချုပ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာဟုတ်ကဲ့ပါဆရာကြီးပြည့်ပြည့်စုံစုံနဲ့ဆွေးနွေးပြီးတော့တာကျေးဇူးများစွာတင်ရှိပါတယ်ဇင်းတို့ရဲ့နိုင်ငံမှာလူထုကိုလွှမ်းမိုးနိုင်စွာရှိတဲ့သူတွေဟာဘာသာရေးခေါင်းဆောင်နဲ့ အနုပညာကျင်းသာပေပညာကျင်းတွေပဲဖြစ်ပါတယ်။ကာနာကျင်းတွေကဒီအာကိုကောင်းကောင်းသိတဲ့အခါမှာဘုန်းကြီးတွေကိုလည်းပဲလက်လာပါတွေအကျော်သောတွေပူဇော်ခံမှုတွေပေးပြီးတော့သီယုံလိုက်ပါတယ်။လူပညာသမားတွေလည်းပဲဒီအတိုင်းပဲပါမစ်တရားစပါတော့နော်။အခွင့်အရေးတွေပေးပြီးတော့မှအဲသီယုံတာမျိုးတွေဒါမျိုးတွေမျိုးမျိုးနဲ့တိမ်တွင်းလေးရှိပါတယ်။သို့တော့ ူတို့ကိုလွန်မွတ်နိုင်စွမ်းရှိတဲ့ဒီပုဂ္ဂိုလ်တွေဟာကိုကိုယ်တိုင်ကဓမ္မအမှန်တရားပေါ်မှာမမမမယက်တည်ဖို့အင်တမလိုအပ်ပါတယ်သို့သောကတရားတရပေသူပြောတဲ့ဓမ္မဝန်ကိုဆောင်နေတဲ့သူတွေဟာကိုကိုယ်တိုင်ကဓမ္မနဲ့အညီတံပြကျင့်ဖို့လိုပါတယ်တပည့်တော်တွေတရားဒဂမတွေကိုတံပြကျင့်ပြီးကိုကိုယ်တိုင်ဓမ္မတွေကိုဖြန့်ဝေလိုက်နာကျင့်သုံးဖို့လိုအပ်ပါတယ်ဓမ္မပေါ်မှာကိုကိုယ်တိုင်ယက်တည်သလို အတ္တမကိုပြုကျင့်တဲ့သူတွေကိုလည်းသူတို့တွေကပယ်ရှားဖို့တာဝန်လည်းရှိပါတယ်ပယ်ရှားသူကိုဝန်းရံဖို့လည်းတာဝန်ရှိပါတယ်ဆိုတော့ဘာသာတိုင်းဘာသာတိုင်းမှာဓမ္မဆိုတာရှိပါဒီရဲ့ဓမ္မဒီအကြောင်းတည်းသောခရီးကိုပဲသွားတယ်အဲ့ခရီးကဘာလဲဆိုရင်အေငိမ့်ဖို့လို့ခေါ်တဲ့သန္တိဒုက္ခနိဗ္ဗာန်ဓာတ်လို့ဦးဇင်းတို့ဘုရားဘာသာမှာသုသမပြုပါတယ်ငြိမ်းချမ်းမှုကိုဥတည်သွားကြတယ် ငြိမ်းချမ်းမှုရရှိဖို့အတွက်မိအမျိုးမျိုးနဲ့အသက်တွေလည်းပေးကြရတယ်ဘဝတွေလည်းပေးကြရတယ်အချိန်တွေလည်းပေးကြရတယ်ဒီငြိမ်းချမ်းမှုရရှိဖို့အတွက်မျိုးမျိုးကြိုးစားနေကြတာဖြစ်ပါတယ်ဒီတော့ငြိမ်းချမ်းမှုအသက်မှန်ကိုရရှိဖို့အတွက်မိမှန်လမ်းမှန်ဖို့အတွက်ဦးဇင်းတို့ဘာသာရေးကောင်းဆောင်တွေကရောအမှုပညာရှင်တွေကဦးဇင်းတို့တွေဝိုင်းဝန်းပန့်ပိုးကြရတာဖြစ်ပါတယ်ဒါကြောင့်ဒီနေ့ဓမ္မကိုအမြင်မတူတဲ့ဘာသာရေးရှုတော့မျိုးစုံကနေမှဦးဇင်းတို့ဝင့်ရံကြရတာပါ ပန်းဥယျာဉ်တစ်ခုမှာအယောင်တယောင်သေးသောပန်းတစ်ခုတည်းနဲ့မလှပနိုင်ပါဘူးအမြင်အမြင်မတူတဲ့ရှုတော်လို့ခေါ်တဲ့အယောင်မျိုးစုံအသွေးမျိုးစုံကပန်းနေသူ့ဘောင်းမတာတယ်လှပတဲ့ဥယျာဉ်တစ်ခုဖြစ်လာတယ်လို့ငြင်းချမ်းနဲ့ဓမ္မရဲ့အနှစ်သာရကိုခံစားနိုင်ဖို့အတွက်ဦးဇင်းတို့တွေဟာဉာဏ်ရာကျွတ်တော့ကလည်းမှန်ကန်တဲ့ဓမ္မတွေနဲ့ဝိညာဉ်မှတာတွေဦးဇင်းတို့ဓမ္မကိုဘာသာတရားတွေနဲ့ဝိညာဉ်ရာကြာမှာဖြစ်ပါတယ် ပြီးတော့ဘာသာတရားတွေကဓမ္မကိုဝိညာဉ်ပြီးဓမ္မကိုမွေးမြူဓမ္မအားကောင်းအောင်ကျင့်သုံးနိုင်မှသာလျင်အာရမတွေအင်အားယုတ်လျော့မှာဖြစ်ပါတယ်အာရမအင်အားယုတ်လျော့လာပြီးသူတို့ကြီးအာရမရဲ့စူဂျူတက်ရောက်မှုတွေဥဒုတိုင်းပြည်သူပြည်သားတွေမှာမခံစားရတော့ပါဘူးအာရမအစိတ်ပြေသွားမှာဖြစ်ပါတယ်ဒါကြောင့်အာရမအစိတ်ပြေရေးအတွက်ဒီနေ့ဓမ္မသူရဲကောင်းနေနိုင်ရောင်ကိုတန်ကြရတာကိုယူပြီးတော့မှအသက်ပြေဘဝပြေးကြသလိုတခြားတခြားသောသူတွေကလည်းနိုင်ရတာဝင်ကိုထပ်တော်ထောက်ဖို့နေကြတာလည်းရှိပါတယ် ဒီတော့ဦးသိန်းတို့တည်းဟာဓမ္မမှန်တရားတစ်ခုထွန်းကားရေးအတွက်အရမတွေပြေဖြောင်းရေးအတွက်ဝိုင်းဝန်းကြိုးပမ်းရတဲ့အခါမှာညီညွတ်ဖို့လေလိုအပ်ပါတယ်ဓမ္မသာရင်အရမဝါရတွေစိတ်တုံးပြောက်ပဲပြီးတော့မှတာယာလှပတဲ့ဓမ္မနိုင်ငံတော်ကိုဝိုင်းဝန်းထူထောင်နိုင်ကြပါလိမ့်မယ်လို့ပြောကြခြင်းနဲ့ဒီတကွိုင်းကိုနေကုန်ကံပါသုံးသပ်ပါတယ်